ဇလန်လေးရဲ့အစမှာတော့ထွန်းထွန်းကတယောက်တည်းကြောတဲ့ကိုရောက်လာတယ်။တောထဲမှာတမန်ဝင်ပလေးကိုလိုက်ရှာနေတာဖြစ်ပြီးတော့သူ့ရှေ့ထွက်လာဖို့စိန်ခေါ်နေပါတယ်။ချက်ချင်းဆိုလိုပဲတမန်ဝင်ပလေးကထွန်းထွန်းရှေ့ရောက်ချလာပြီးတော့ရဲရဲဆက်ဆက်တက်ပြက်လိုက်ပါတယ်။ထွန်းထွန်းတည်သွားမှမသိကြတော့တလားကြတဲ့အထိထွန်းထွန်းပျောက်တယ်ဆိုပြီးတော့မိသားစုတွေကလိုက်ရှာနေကြပါပြီ။ထွန်းထွန်းနဲ့ဆက်ဆက်ထားတဲ့ပလေးကလည်းထွန်းထွန်းညီနိုင်မိုးကြီးရောက်လာပြီးတော့ထွန်းထွန်းအကြောင်းကိုပြောပြတယ်။နိုင်မိုးကအရင်ကတည်းကအိမ်ကနေထွက်လာပြီးတော့နယ်လေရင်နဲ့ဇက်ပွဲတွေမှာဖြုတ်ပြနေရတာပါ။ထွန်းထွန်းကိုရှာဖို့ပလေးပြောတော့အလုပ်တွေဆက်လုပ်ရရှိသလိုမကူနိုင်မှုဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါနဲ့ပဲပလေးလည်းစိတ်မကောင်းဖြစ်ပြီးတော့ပြန်သွားတယ်။ဒါပေမဲ့အကိုကိုတန်ရုံးစင်ရှိတဲ့နိုင်မိုးတယောက်ရန်နေငယ်ကြမှာတော့အိမ်ကိုပြန်ရောက် ောက်လာတယ်။အင်ပြောက်တော့ဖသားကြီးဖြစ်တဲ့ဥစုံမိုးတိလိုက်ရပါတယ်။နိုင်မောငငယ်ကလေးကဖသားကြီးနဲ့ကြီးတဲ့မကိုက်လို့အင်အားထွက်သွားတာပါ။ဖသားကြီးရလဲလွန်ခဲ့တဲ့တရက်ကပဲထွန်းထောင်းလောက်ကိုရေမြောင်းတစ်ခုမှတွေ့ရလို့ပြောပါတယ်။နိုင်မောလည်းရမ်းအောင်ပြီးတော့ဝန်လဲနေသွားတယ်။အလောင်းရှိရဲ့နေရာကိုသွားကြည့်တော့အလောင်းကတော်လေးကိုစိုးရတာမို့လူတက်သမားဟာစေးစားကောင်ဖြစ်ရမယ်လို့ယူဆလိုက်ပါတယ်။ညနေပိုင်းမှာရဲဆိုင်ဝင်တော့လူတွေကထွန်းထွန်းတည်ဆုံမှုအကြောင်းပြောနေတယ်။ထွန်းထွန်းကတော်ရဲမှနေတဲ့အင်ဂျီယာမဲရီနဲ့အဆက်အသွယ်ရှိနေပြီးတော့အင်ဂျီယာမဲရီမွေးထားတဲ့ဝတ်ဝင်တက်တာလို့ကောက်ချက်ချနေကြပါတယ်။နိုင်မောကလည်းဆန်းနားထောင်နေဦးမှာထွန်းထွန်းကိုတက်တာတမန်ဝင်ပလေးတကောင်ဖြစ်နိုင်တယ်ဆိုပြီးတော့လူတယောက်ကထားပြောတယ်။ဒါမဲ့ကျန်တဲ့သူတွေကဝိုင်းဟားကြပြီးတော့ထွန်းထွန်းကို အမေမကောင်းကြောင်းကိုစာပြောပါရီတွန်းတွန်းနော့အမေကတွန်းတွန်းနော့ငယ်စဉ်ကလေးကတက်တည်သွားတာပါနိုင်မုတ်ကလည်းအမေမကောင်းကြောင်းကိုပြောနေလို့ထားတောင်းကြတော့စိုင်းပြင်းကိုထုတ်တာခံလိုက်ရပါရီငါကြတော့ပလဲကလည်းတွန်းတွန်းသေးတဲ့အမှုကိုတီးရဖို့အိမ်မှာပဲဆက်တယ်ပြီးနိုင်မုတ်လည်းရင်ကနေကြတဲ့အခန်းမှာညာအိပ်ပါရီအခန်းထဲဝင်တော့ငယ်ရသူ့အမေတက်တည်ခဲ့တဲ့အကြောင်းကိုမျက်စိတည်းပြန်ပေါ်လာရီဒီလိုနဲ့နောက်ရကြတော့နိုင်မုတ်ကအင်ဂျီယာမဲစီသွားပြီးတော့အချင်းချင်းစုံစမ်းဖို့လုပ်ပါရီအင်ဂျီယာမဲဒီမှာစုံတက်တက်တဲ့သူတွေရှိပြီးတော့သူတို့ကြောင့်လူတွေကိစ္စတွေဖြစ်နေရလို့မျိုးထဲမှာကြားဘူးနာဝရှိနေလို့ပါအင်ဂျီယာမဲရဲ့နေရာရောက်တော့နိုင်မုတ်ကစုံတက်တက်တဲ့မိန်းမကြီးနဲ့တွေ့တွေ့ပါရီစကားမပြောရသေးခင်မှာပဲတမန်ဝင်ပလူကြီးပေါ်လာပြီးတော့ လူတွေတယောက်ပြီးတယောက်ကိုတက်ဖြတ်စားတော့တယ်နိုင်မိုးလည်းအလင်းမြန်လိုက်ပြေးပုံပါတယ်တမန်ဝင်ပလေကြီးကခဏနေတော်ရဲပြောင်းဝင်သွားပြီမဲ့နိုင်မိုးကဖော်ကင်ရပြီးတော့တနက်တလက်နဲ့အနောက်ကနေလိုက်ပါတယ်နောက်တော့ရုတ်တရက်တမန်ဝင်ပလေကအပေါ်ကနေခုံးလိုက်ပြီးတော့လေဘင်းကိုကိုက်လိုက်ပါတော့တယ်အဲ့အချိန်မှာမျိုးတွေကလူတွေပေါ်လာပြီးတော့တမန်ဝင်ပလေကိုငွေအောင်ကြီးတောင်းပါတဲ့တနက်နဲ့ပြစ်တော့ထွက်ပြေးသွားတယ်တမန်ဝင်ပလေကရိုးကြီးဆိုဘာမှမဖြစ်ဘဲနဲ့ငွေအောင်ကြီးနဲ့ထိရင်တော့တရားမှုရှိပါတယ်နိုင်မိုးကိုပြန်တယ်လာကြပြီးအင်ဂျီယာမြင့်မှာအသက်ရှင်ကြံခဲ့တဲ့လူတွေကလေဘင်းကိုအစိမ်းချုပ်ရင်းနဲ့ကုသပေးတယ်မနေ့မှနိုင်မိုးကိုအိမ်ပြန်ခေါ်လာပြီးတော့ပလေကပဲအဆဆရရလှုပ်ပြီးပါတယ်ဒါပေမဲ့မနေ့ရောက်တော့လေဘင်းကတရားကသူ့လူလူပြောက်သွားလို့နိုင်မိုးပါဝ ဝင်တခြားသူတွေလည်းအံ့ဩသွားပါတယ်။မနေ့ကျတော့နိုင်မိုးသတင်းကြားတဲ့မျိုးတွေကစုံတော့ကိုရှိကြီးကအိမ်ကိုရောက်လာတယ်။နိုင်မိုးရဲ့တင်ရအပြောင်းမြန်လို့တန်တရားဝင်နေပြီးမယုံသလိုတွေစီမေးပါတယ်။နိုင်မိုးကလည်းသူတွေ့ခဲ့တဲ့တမန်ဝင်ပလူအကြောင်းပဲပြောပြပြီးတော့အေးအေးဆေးဆေးပြန်ဖြေပါတယ်။စုံတော့ပြန်သွားတော့နိုင်မိုးကအပြင်ထွက်ပြီးတော့ပလဲနဲ့စကားပြောတယ်။နှစ်ယောက်သားလည်းယဉ်နီလာကြပြီးတော့အပြန်အလှန်မတိမတားလေးသဘောကျလာကြပါပြီ။တိတိတူချစ်ချင်နူးနေတော့နိုင်မိုးနားရဲမျက်နှာကိုကြားရဆိုပြီးတော့အိမ်ရှိပြန်လာတယ်။အိမ်ရှိရောက်တော့ကိုရှိကြီးနဲ့သူ့လူတွေကမြင်းနဲ့နဲ့ရောက်လာပြီးတော့နိုင်မိုးကျင်းစာမိနေရဆိုပြီးတော့လာဖမ်းတာဖြစ်နေပါတယ်။ဒါမှမဟုတ်ဥဆောင်မိုးနဲ့အိမ်ကားလုံးကမှကိုချစ်တင်တို့ရောက်လာပြီးတော့နိုင်မိုးကိုမဖမ်းရအောင်တနက်နဲ့ချင်းချောင်းလိုက်တာပ ပြန်လည်သွားကြတယ်။မောချုပ်တော်နိုင်မောကသူစန်းစန်းနေခန်းစားလာရပြီးတော့ပလဲအခန်းကိုသွားပါတယ်။တကူကူအန်ရရှိနေပြီးမို့လန်ဒန်မှာရှိတဲ့အိမ်ကိုညာရင်းချင်းပြန်မို့ပလဲကိုပြောလိုက်ပါတယ်။ပလဲလည်းဘူးမသိပါမသိနဲ့အထုပ်တွေသိမ်းပြီးတော့မြင်လည်းနဲ့ပြန်သွားပါပြီ။အဲကြတော့ဥဇော်မအိမ်ကနေထွက်သွားတာမြင်လို့နိုင်မောနောက်ကနေလိုက်သွားပါတယ်။ဥဇော်မကူတကူတဲ့ဝင်သွားတော့နိုင်မောလဲဝင်ကြည့်တော့အထဲမှာလူတစ်ယောက်ကိုချုပ်ထားလို့ရတဲ့ခုံမတစ်ခုကိုတွေ့ပြီးတော့လဲလျောင်းနေတဲ့အမျိုးသမီးရုပ်တုကိုပါတွေ့လိုက်ရပါတယ်။ပြီးတော့ရုပ်တရက်နောက်ကနေဥဇော်မကပေါ်လာပါတယ်။ဥဇော်မကဒီနေရာကနိုင်မောအမေရဲ့ကူပိမှန်လို့ပြောပြပြီးတော့နိုင်မောကိုကူပြင်ဘက်ကိုပို့လိုက်ပါတယ်။ပြီးတော့ဥဇော်မကကူရဲကနေတကားကိုပိတ်ချလိုက်တယ်။အဲဒီချိန် င်မှာနိုင်မိုးကရုတ်တရက်လူပုံစံကနေတမန်ဝင်ပလေပုံစံပြောင်းသွားပြီးတော့စိတ်ရိုင်းဝင်လာပါတော့တယ်။အတိစိတ်ပျောက်သွားတဲ့နိုင်မိုးကလူတွေကြီးရောက်သွားပြီးတယောက်ပြီးတယောက်တက်ဖြတ်တိုက်ခိုက်တယ်။မနေ့ကျတော့လူသွင်းပြောင်းသွားပြီးတော့နိုးလာတော့တကူလုံးမှသွေးတွေပြင်းနေတဲ့အပြင်ဖားသားကြီးဖြစ်တဲ့ဥဇော်မိုးကိုလည်းတွေ့လိုက်ရပါတယ်။ဥဇော်မိုးကကိုရှေးကြီးတို့ကိုအတိပိထားမှုကိုရှေးကြီးတို့နဲ့သူ့လူတွေရောက်လာပြီးတော့နိုင်မိုးကိုဖမ်းခေါ်သွားကြပါပြီ။နိုင်မိုးကိုစမ်းသပ်ခန်းထဲမှာချုပ်ထားကြပြီးတော့စီးရီထက်ခါတခါဆိုရင်းနဲ့စစ်ဆေးမှုတွေပြုလုပ်ကြတယ်။နိုင်မိုးကဖားသားကြီးကိုတွေ့ချင်တယ်ပြောတော့ဥဇော်မိုးကရောက်လာပါတယ်။အဲ့ဒီခါကျမှဥဇော်မိုးကအကြောင်းစုံပြောပြတော့တယ်။နိုင်မိုးတို့ငငယ်တုန်းကဥဇော်မိုးကတောင်ပေါ်မှာတမန်ဝင်ပလေဆိုပြီးတော့မကောင်းဆိုးဝါးလို့နံ မည်ကြီးတဲ့ကလေးတယောက်စီသွားခဲ့ဘူးပါတယ်။အဲဒီကလေးကဥဆောင်မိုးကိုတွေ့တွေ့ချင်းပဲတစ်ချက်ကလိုက်ပါတယ်။အကိုက်ခံရရတဲ့ဥဆောင်မိုးကယောဂကုသလို့ဖြစ်သွားပြီးတော့ညဘက်ဆိုရင်တမန်ဝင်ပလေပုံစံပြောင်းသွားတဲ့ပါတယ်။ဒါပေမဲ့ညရောက်ရင်လောသမားကိုချစ်တင်ကိုအကူအညီတောင်းပြီးတော့အခန်းတစ်ခုမှပိတ်ခိုင်းပါတယ်။အဲဒီခန်းကနိုင်မိုးမေဖြစ်သူရဲ့ကူပိမ့်မှန်လို့ပြောတဲ့နေရာပါ။တရက်မှာတော့အခန်းထဲမှာပိတ်ခဲ့ပြီးတော့ဥဆောင်မိုးကသူ့မိမကိုတတ်မိသွားပါတယ်။အဲဒီခါမှာတော့အမေဖြစ်သူကတက်တည်တာမဟုတ်ဘဲနဲ့အသက်ခံထိမှန်နိုင်မိုးကတီးလိုက်ရပါတယ်။ထွန်းထွန်းကိုတက်ခဲ့တဲ့တမန်ဝင်ပလေကလည်းဥဆောင်မိုးပဲဖြစ်ပြီးတော့နိုင်မိုးကိုကိုက်ခဲ့တာကလည်းဥဆောင်မိုးပဲဖြစ်ပါတယ်။အကိုက်ခံရရတာကြောင့်နိုင်မိုးကဖာသားကြီးလို့ဖြစ်လာတာပါ။ဒီလိုနဲ့ညအောင်တော့ တော့နိုင်မကတမန်ဝင်ပလေဖြစ်ပြောင်းသွားပြီးတော့လူတွေကိုတိုက်ခိုက်ပါတော့တယ်။နောက်တော့ထွက်ပြေးပြီးတော့မနေ့ကျတော့ပလဲစီမှာသွားတွေ့ပါတယ်။အကြောင်းဆုံးသိလိုက်ရတဲ့ပလဲကလည်းသူတန်းတန်းလောက်ကူညီပေးမယ်ပြောပေးမယ်။နိုင်မကတော့ဘာမှကူညီလို့မရတော့ကြောင်းရှင်းပြပါတယ်။နိုင်မပလဲစီကလည်းထွက်လာပြီးတိတ်မကြခင်မှာပဲပလဲစီကိုကိုရှီတို့ရောက်လာပါတယ်။နိုင်မကတော့ဖာသားကြီးကိုတတ်ဖို့ထွက်လာတာဖြစ်ပါတယ်။အရောက်တော့မိုးချုံနေပြီဖြစ်တာကြောင့်ဥဆုံမိုးရောနိုင်မကပုံစံပြောင်းသွားရင်လည်းတိုက်ခိုက်ကြပါတယ်။နိုင်မကလိုက်တာဥဆုံမိုးကထင်းပြီးပုံနဲ့ကြာသွားလို့မာလကီရသွားပါပြီ။ခဏနေပလဲရောက်လာတော့နိုင်မကအသေးစိတ်လုံနေရမလို့တိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ကိုရှီရောက်လာပြီးတော့ကောက်ခွဲပေးတာလည်းတင်းတဲ့အကုတ်ခံလိုက်ရပါတယ်။ပလဲကထွက် ြေတော့နိုင်မိုးကအနောက်ကလိုက်ပါတယ်။ပလဲဟိုတိုက်ခိုက်ဖို့လုပ်တဲ့ချိန်ပလဲကငွေကြီးတန်းပါတဲ့တနက်နဲ့ပြစ်လိုက်တာနိုင်မိုးလဲကြာသွားရင်လည်းလူသွင်းကိုပြန်ပြောင်းသွားတယ်။နောက်တော့ပလဲလက်ကိုကာရင်လည်းသူ့ကိုအဆုံးသတ်ပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးတော့ချောသွားတော့ပလဲကလည်းငွေယူပြီးတော့ကြံခဲ့ပါတယ်။အဲဒီနောက်မှာတော့ကုတ်ခန့်တီးတာတဲ့ကိုရှေးကြီးလည်းသူ့လူတွေနဲ့ရောက်လာပါတယ်။ကိုရှေးကြီးကတခုကိုတီးသွားတော့သူလည်းနိုင်မိုးလိုလိုဖြစ်တော့မယ်ဆိုတော့ရေးမိသွားရင်လည်းဇလန်လေးလေးပြီးဆုံးသွားပါလို့လေ။လူချင်းမင်းတို့အနေနဲ့ပင့်ကူကိုက်ခိုင်းရရင်စပိုင်ဒါမန်ဖြစ်ပြီးတော့မမကိုက်တာခိုင်းရရင်တော့လူတစ်ပိုင်းဟူပေတစ်ပိုင်းဖြစ်သွားပါလိမ့်မယ်။အဆုံးထိကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။